Blessed Isles A Land of Magic and Beauty လို့တင်စားလောက်တဲ့အထိတာယာလပါတဲ့တိုင်းပြည်တစ်ခုဒါပေမဲ့လွန်ခဲ့တဲ့နှစ်တထောင်လောက်မှာဒီဖြစ်ရက်တစ်ခုဖြစ်ခဲ့တယ် Blessed Eyes ရဲ့ Away Empire တခုကလာတဲ့ဘင်းကသူ့ရဲ့တည်သွားတဲ့မိဖုရားကိုအယမ်းချစ်လုံလို့ပြန်အသက်သွင်းဖို့ကြိုးစားခဲ့တယ်။ဒါကြောင့်ပဲ Blessed Eyes ဟာတာယာဝါပြောပြီးပြည့်စုံနေတဲ့ Civilization တခုအဖြစ်ကနေချိန်စာတင်ခဲ့ပြီး Spirit Realm နဲ့ Material Realm အခြားကစီးရီးပြတ်သွားခဲ့ရတယ်။ Blessed Eyes ကနေအခုချိန်မှာ Shadow Eyes ဖြစ်သွားတဲ့ဒီကနေအနှံ့ရောင်မျိုးကိုရင်းနဲ့အတူတခြားသောအမောင်ဘက်ကမော်စွမ်းအားတွေထွက်လာခဲ့တယ်။ Shadow Ice နဲ့နီးစပ်တဲ့အနာက Basewater ဆိုတာကတော့ပင်လယ်ကြီးကိုနောက်ခံထားအာကိုအာထပြုရှင်တန်ကြတဲ့တိုင်းပြည်တစ်ခုဖြစ်တာနဲ့အညီဒီပင်လယ်ကြီးတွေကရတဲ့အီယာမားရေတရဝကြီးတွေကိုမဲလိုက်ရင်တံမွေးဝမ်းကြောင်းပြူကြတယ်။ကောင်းကောင်းလောက်ကင်စားတောက်နေထိုင်ကြတဲ့တငါတွေရိ၊ကုံတွေရိ၊တင်းမောသားတွေ၊တင်းမောကပတိန်တွေရှိသလိုပင်လယ်ဓမြတွေ၊ကြီးစားလူသက်သမားတွေလိုအမောင်ဘတ်ချန်းကအလုပ်တွေကိုလောက်ကင်ရှင်တန်နေတဲ့သူတွေလည်းရှိတယ်။ monster ရှိရဆိုတဲ့စကားက bilgewater မှာတော့တကယ်ပဲ miss fortune ကတော့ဒီမျိုးရဲ့အစင်တန်းမြင့်တဲ့မျိုးတွေကနေမွေးဖွားခဲ့တဲ့သူ miss fortune အတတ်ငယ်ငယ်ပဲရှိသေးတဲ့အချိန်မှာသူ့မျိုး gangplan ဆိုတဲ့ပင်လယ်တစ်မြားတစ်ယောက်ကတတ်သွားခဲ့တယ်သူ့ကိုလည်းတတ်ခဲ့ပြီမဲ့သူကတော့မတည်ခဲ့ဘူးအဲ့ဒီအချိန်ကတော့ gangplan တကိုးထွားနေတဲ့အချိန်ဆိုတော့ gangplan ဆိုတာ bilgewater မှာဥပဒေလိုပဲ miss fortune ကသူ့နဲ့သူ့နောက်လိုက်တွေကိုငငယ်ကလေးကနင်းနင်းညံ့ညံ့လက်စားချီဖို့စူးစမ်းတယ် gang plan နဲ့သူ့နောက်လိုက်တွေကို like ရှင်းတယ်။နောက်ဆုံး gang plan ကိုသူ့တင်မောင်းနဲ့အတူရေမြုပ်တချို့ပေးလိုက်တယ်။ Bellwater မှာ gang plan လို့ကောင်းရဲ့ရန်အေးသွားပြီမဲ့တခြားသတ္တဝါကြီးတွေတခြား enemy တွေကနေကာကွယ်နေရတော့မယ်။ Bellwater ရဲ့ကာကွယ်သူတွေလို့ပြောလို့ရတဲ့ Buru လူမျိုးတွေကဒီကျွန်းတွေကိုမမြင်ရတဲ့ enemy မျိုးစုံကနေကာကွယ်ကြတယ်။ဒီထဲမှာ black mist လို့ခေါ်တဲ့သေစင်နိုင်တဲ့အနက်ရောင်မြူတွေရဲ့အန်ရီကလည်းတစ်ခုအပါအဝင်ပဲ ဒီမျိုးတွေ Shadow Ice ကနေ Bills Water ပေါ်ရောက်လာတိုင်းဘူးလူမျိုးတွေကကာကွယ်ကြတယ်။ဒီလိုအဖြစ်ပြက်ကို Heroin လို့ခေါ်တယ်။ဒီလို Heroin တစ်ခါဖြစ်လိုက်ဘူးတွေကကာကွယ်လိုက်နဲ့အချိန်တိုင်းမှာပိုဆိုးလာတယ်။ Bills Water ပြည်တွေနဲ့ရောရောနှောနှောမရှိတဲ့ဘူးလူမျိုးတွေကိုအားလုံးကဘလောက်ကြကြအထိယုံကြည်အားကိုးလို့ရနိုင်မယ်ဆိုတာကိုလည်းမသိဘူး။ဒီ channel တွေကို Miss Fortune ကလည်းသိနေပြီသား။ Gang Plan နဲ့သူ့လက်ပါစီတွေကိုရှင်းခဲ့တဲ့ Miss Fortune မှာသူ့ရဲ့နောက်လိုက်အင်အားတစ်ခုကိုမထူထောင်နိုင်သေးတဲ့အတွက် ရင်ဆိုင်ရမယ်သူ့ရဲ့မကောင်းဆိုးဝါးရန်သူကောင်တွေရှိနေတော့မယ်။အဲဒီတော့သူရင်ဆိုင်ရမယ်သူတွေထက်မိုင်းမိုက်ကန်ကန်ကြမ်းကြမ်းတန်းတန်းဖြစ်မှရမယ်လို့ Miss Fortune ကယုံကြည်ထားတယ်။တရက်မှာ Miss Fortune ကသူ့အင်တော်ရဲ့ဟိုးအမြင့်ဆုံး Warner ကနေတမျိုးလုံးကိုပေါ်စီကနေကြည့်နေတော့သူ့လက်ထောက် Rafan ရောက်လာတယ်။မစ်ဖော်ဂျွန်ကတန်ခင်းတမန်ခင်းဆက်ဆံရေးတနည်းအားဖြင့်ပြောရရင်လူလိုသူလိုညှိလို့ရမယ့်သူတွေနဲ့ညှိပြီးတော့သူ့ရဲ့ဩဇာတစ်ခုကိုထူထောင်မယ့်အကြောင်းသူ့လက်ထောက်နဲ့ဆွေးနွေးနေ ညှိမြရတဲ့အခါတွေမှာလည်းတင်းတင်းတန်းတန်းဖြည့်ရှင်းတန်းဖြည့်ရှင်းရတာရှိတယ်။ Rafan ကတော့သူ့တစ္ဆာခံတွေကပထမဆုံးတစ္ဆာခံ Miss Fortune ကသူ့အင်အားတစ်ခု ဖြစ်ဖို့သူ့ဩဇာခံတွေကိုမွေးခြင်းနဲ့တချို့ဂိုင်းတွေကိုသူ့လက်အောက်ထဲကိုတင်သွင်းခြင်းနဲ့အဲ့တော့ ခွေးရိုက်တယ်လို့ဆုံးမဖို့လိုမဲ့ကောင်တွေဆိုရင်လည်းဆုံးမဖို့ Miss Fortune ကဝင်မလေးဘူး။တချို့ကောင်တွေကကြတော့အရှိရ Gun Plan တုံးသွားတဲ့နီးမျိုးတွေနဲ့မှကိုက်မယ်ဆိုရင်အဲ့လိုမျိုး Gun Plan နီးတွေနဲ့ကျင့်သုံးပြီးတော့အုပ်ချုပ်ရမလားဆိုတာမျိုးကို Miss Fortune ကသူ့လက်ထောက်နဲ့တိုင်မြင်တယ်။အဲ့ဒီနေ့မှာပဲ Syndicate အဖွဲ့ရဲ့ခေါင်းဆောင် Captain Tone နဲ့ Miss Fortune ကချိန်ထားတယ်။ချိန်ထားတဲ့စီကိုတွားရင်သူ့အိမ်နေရာမှာချိန်ထားတဲ့သူ့အမေ Abigail ရဲ့ပုံကိုမြင်တော့ သူ့အမိတက်ခံရတဲ့အဲ့ဒီညကအဖြစ်အပျက်ကို ပြန်အမှတ်ရနေတယ်။ gang plan အပေါ်မုံနဲ့အမုံတရားကဘလောက်တောင်ပြင်းနေလဲဆိုရင် gang plan ကို ရှင်းပြတာတော့မှမပြေပျောက်သေးဘူး။သူ့ဝင်တဲ့ဝင်ခဲ့တဲ့ကြီးစံတွေကိုအမှတ်ရနေတော့မယ်။သူ့လက်ထောက်ကိုပြောပြတော့သူ့လက်ထောက်ကလည်းခုဆို gang plan တရားပင်လယ်ချမ်းမြေမှာရောက်နေပြီမလို့မေးလိုက်ဖို့အကျိုးအကြောင်းရှင်းပြတယ်။ကပတိန်သွန်းကစတွေ့တွေ့ချင်းမှာပဲ Miss Fortune ကိုတူနေနေတဲ့ဆန်အိမ်နဲ့ပတ်သက်ပြီးခနဲ့တယ်။ဒီနေရာက gang plan နေသွားခဲ့တဲ့နေရာ။ ဒါကိုသိတယ်မစ်ဖော်ဂျွန်ကလည်းစကားပြန်ပတ်တော့တာပေါ့ဝေဖန်ဖို့လုပ်နေပဲကန်လန်ထာရာရှင်အဖြစ်ရှိပြီလားလို့မစ်ဖော်ဂျွန်ကမေးလိုက်တယ်ကပတိန်သောင်းကဂန်ပလန်ကိုတက်ပြီးဒီအိမ်ကိုသာရချင်ရမယ်ငါလက်အောင်ငယ်သားတွေနဲ့ငါအလုတ်ကိစ္စတွေအားလုံးမင်းလက်ကိုတော့မအံ့နိုင်ဘူးငါဘီရင်မအနေနဲ့မင်းကိုမတင်မြောက်နိုင်ဘူးလို့အပြည့်ညင်းလိုက်တယ်ကပတိန်သောင်းရဲ့လူတွေကလည်းဝင်လာတယ်ရိုးရိုးညှိမရတော့မယ့်အဖြစ်ကိုရောက်သွားပြီးလက်နဲ့ရှင်းနဲ့ဂိမ်းဆိုင်သွားတယ်ကပတိန်သောင်းတန်ရန်ရသွားတဲ့အချိန်မှာသောင်းက စင်ဒီကိတ်ကတော့မင်းဥဆောင်တာကိုခံမှာမဟုတ်ဘူးငါအရင်ရှေ့ဆုံးကနေအသေးခံပြစ်လိုက်မှလို့ပြောလိုက်တယ်ဒါနဲ့ Miss Fortune ကလည်းမင်းတို့ဆရာရဲ့စကားအတိုင်းပဲလားလို့သူတပယ်ရီကို မေးပြီးတာနဲ့သူတို့ဆရာကိုပြစ်တက်ပြီးရှင်းပြလိုက်တယ်အဲ့နောက်မှာတော့အားလုံးကလည်းသူ့ကိုပဲတစ်ဆာခံလိုက်ကြတယ် Miss Fortune ကိုတစ်ဆာခံတဲ့သူဆိုရင် Gang Plan ဆိုတဲ့နာမည်ကိုမပြောရအောင်ကြားတာနဲ့တေးပဲဆိုတဲ့အမိန့်ကိုပါထုတ်ထားတယ် Miss Fortune ကဘလူနီးပဲ300 300 Bellwater တစ်ခုလုံးကိုသူ့အပိုင်လို့တတ်မှတ်လိုက်ပြီး သူ့ကိုလက်မခံမဲ့သူမှန်သမျှရှင်းဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီညပိုင်းမှာ Miss Fortune ရဲ့ဆိုင်ထဲကို Black Miss နဲ့အတူ Miss Hawker တွေရောက်လာပြီး Miss Fortune ရဲ့လူတွေကိုတတ်ဖြတ်သွားတယ်။ Raffan လည်းဒဏ်ရာရသွားတယ်။ Raffan ကဒီကိစ္စကိုဖြေရှင်းဖို့ Eloy ကိုလိုလိမ့်မယ်လို့အကြံပေးတယ်။ Heroin ထပ်ဖြစ်တာဆိုရင်တေချာပေါက် Eloy ရဲ့အကူအညီကိုလိုမှာပါ။ကမ္ဘာတော့အလောင်ကိုသူတို့ကိုးွယ်တဲ့ Mother Serpent လို့ခေါ်တဲ့မွေးနှံဖျားက Beachwater မှာ Black Harbor River ဆိုတဲ့သူပြန်ရောက်လာပြီးတောင်းကျမ်းနေတယ်ဆိုတဲ့အမြင်ကိုပေးတယ်။ Bullswater မှာ Black Harbor River ကလူတွေကိုရရက်ဆက်ဆက်တယောက်ချင်းတက်နေလို့ Eloy ကတားခြင်းနဲ့အဲ့ဒီမှာ Eloy ကသူ့အတွက်တိုက်ခိုက်ပေးမယ်လို့ပြောလာတဲ့သူရှိရင် Mother Serpent ရွေးချယ်တဲ့ထိုက်တန်သူဖြစ်မဖြစ်ကိုစမ်းသပ်တယ်။ Worthy ဖြစ်မသွားတဲ့သူကတည်နိုင်တဲ့အနေအထားအထိပါရှိတယ်။ အလောင်းရင်နဲ့သူ့အဖွဲလဲလူရင်းနေတဲ့စားတောက်ဆိုင်တွေတင်မောစိတ်တွေမှာ Black Harbor River ကိုပတ်ရှာကြတယ်။ရှာရင်နဲ့နောက်ဆုံး Black Harbor River နဲ့စုံတယ်။အလောင်းရိုးအဖွဲနဲ့ Black Harbor River ကိုတိုက်ခိုက်ကြပြီးအလောင်းရိုးကသူ့ကိုအနိုင်ယူလိုက်နိုင်တယ်။အဲ့နောက် Black Harbor River ကို worthy ဖြစ်မဖြစ်စမ်းသပ်ခွင့်ရလိုက်ပြီးနဖျားကိုတိုင်ကထိုက်တန်သူဖြစ်ကြောင်းပြပေးလိုက်တော့ဒီလောက်ကြီးလဲအတော်လေးနားမလည်နိုင်အောင်ဖြစ်သွားတယ်။ ီလိုစိုးရုပ်တဲ့လူကရှေ့ဖြစ်လာမဲ့အနာဂတ်အတွက်အရေးပါတဲ့ထိုက်တန်တဲ့သူ ဖြစ်နေရတာကိုဒီလောက်ကြီးနားမလည်နိုင်အောင်ဖြစ်နေမိတယ်။အဲဒီမှာရှေ့ဖြစ်မဲ့အရာတချို့ကိုလည်းမြင်လိုက်ရတယ်။စံသမုတ်တစ်ခုလာမှဆိုတာကိုသူသိလိုက်ရတယ်။အလောင်ကနားမလည်နိုင်တော့တာနဲ့သူ့အကြည့်ကလေးကိုပြန်မေးတယ်။သူတန်တရားတွေဝင်နေမိတယ်။ဒီလိုမကောင်းဆိုးဝါးအကောင်မျိုးကသာ worthy ဖြစ်တယ်ဆိုရင် သူလောက်ခဲ့သမျှအကုန်မှားတာတွေဖြစ်နေမလားလို့မေးခွန်းထုတ်လာတယ်။ ထိုက်တန်ဤမတန်ဤရွေးချယ်တဲ့အပိုင်းမှာသူ့ကြောင့်သာမားခဲ့မယ်ဆိုရင်ဒီဟာရီကိုစွန့်လွတ်ပြီးနှုတ်ထွက်လိုက်တာပဲကောင်းမယ်လို့သူ့အကြီးကဲကိုပြောလိုက်တယ်။ကိုယ့်ရဲ့ဆုံးဖြတ်မဲ့အရာတွေကိုယုံဖို့သူ့အကြီးကဲကဆုံးမလိုက်တဲ့အပြင်အလောက်ကြီးကလည်းသူ့မြင်တဲ့အနာဂတ်မှာဖြစ်လာမယ့်အဖြစ်အဆိုးတစ်ခုရှိတာကိုလည်းပြောပြလိုက်တယ်။သူဒီအတွက်သူ့နတ်ဖရားရဲ့လမ်းပြမှုကိုပိုလိုအပ်မဲ့အကြောင်းနဲ့ဖြစ်နေတာတွေကိုစိတ်ရှိရှိနဲ့အဖြေရှာဖို့သာဆုံးဖြတ်လိုက်တယ်။အဲဒီအချိန်မှာလောင်းငယ်သားတယောက်ကသူ့နောက်လိုက်ခဲ့ဖို့အလောက်ကြီးကိုလာခေါ်တယ်။ ဲဒီချိန်မှာပဲငါးကြီးတကောင်နဲ့လူတယောက်ရောက်လာတာကိုအလာအီတွေ့လိုက်ရတယ်။သူ့နာမည်က Brom ။ဘယ်ကလာလဲဆိုတော့ယေရီခဲနေတဲ့ Frelio ကအဲဒီမှာ Brom ကသူ့ Bilgewater ကိုရောက်လာရတဲ့အကြောင်းကိုအလာအီကို ပြန်ပြောပြတယ်။ Brom နေတဲ့ရွာမှာယောဂတခုဖြစ်နေတယ်။ဥတလို့မရလို့ကလေးတွေအတိအပြောင်များနေတယ်။သူက ဖရဲလျော့ရဲ့အာခွင့်ရတဲ့သူဆိုတော့သူတို့ရဲ့ဘိုးဘေးအကြီးကဲရေစီကကြားထားရတဲ့စကားအရာအရင် Blessed Eyes အခု Shadow Eyes ဖြစ်သွားတဲ့နေရာမှာရေတမျိုးရှိတယ်။အဲ့ဒီရေကဘလို့ဖျားရမှုကိုမဆိုးကိုနိုင်နဲ့သူ့ရွာအတွက်ဒီရေကိုယူဖို့ခီးနေခဲ့တယ်ဖြစ်ချင်တော့လမ်းမတွင်လှေမောက်ပြီးသူ့ရဲ့လက်ဆွဲတော်တိုင်းမှာရေထဲမှာပျောက်သွားတယ်ဒီခီးကိုမတွားခင်မှာလဲသူ့ရွာရဲ့အကြီးအကဲတွေက Brom ကိုအနေရဲ့အယမ်းများလို့မတွားစီခြင်းတဲ့စိတ်မျိုးလဲရှိနေခဲ့တယ်။ Brom က လမ်းမှာသူလေမောက်ရတာအနမ်းရောင်မျိုးကိုရရဲ့တိုက်ခိုက်မှုကြောင့်ဆိုတာကိုအီလော်ရီကိုပြောပြလိုက်တယ်။သူ့ရဲ့အဖိုးတန်တိုင်းကိုလည်းသူပြန်လိုချင်တဲ့အကြောင်းကိုပါထည့်ပြောလိုက်တယ်။ကြာခင်မှာပဲမစ်ဖော်ဂျွန်ကအလော်ရီကိုသူ့အိမ်ကိုလာခဲ့ဖို့သတင်းစကားပါလိုက်တယ်။ဘရုံးကလည်းသူကြုံခဲ့ရတဲ့အဖြစ်ပြန်တဲ့ဘေးစကွာဒါမှာဖြစ်နေတဲ့ဟီရိုင်းဆိုတဲ့ကိစ္စကိုကြားပြီးတဲ့နောက်မှာတော့ဒါရီဟာတော်ယုံစုံစည်းမှုမဟုတ်တဲ့အပြင် သူ့ဆေးရှာဖို့အတွက်လည်းဒဇွန်ဒဇအတုံးဝင်မယ်လို့ယူဆလိုက်ပြီး အီလော်ရီကိုပူညီဖို့ဆုံးဖြတ်လိုက်တယ်။ဒီလိုနဲ့အီလော်ရီနဲ့ဘရောမ်တို့လည်းမစ်ဖော်ဂျွန်ဟင်ကိုတွားကြတယ်။မစ်ဖော်ဂျွန်ဟင်ရောက်တော့အင်ဂျီအင်ကောင်းကြီးမှာအပြက်အစီးတွေဖြစ်ထားတာကိုတွေ့ရတယ်။အဲဒီအချိန်မှာပဲမစ်ဖော်ဂျွန်ရောက်လာတယ်။မစ်ဖော်ဂျွန်ကအီလော်ရီကိုမတွေ့တာကြပြီဆိုတဲ့အကြောင်းနဲ့သူ့ကိုရှောင်နေတာလားဆိုတဲ့အကြောင်းကိုမေးတယ်။အီလော်ရီကလည်းမမဘူရူနဲ့ဘဲလ်ရှ်ဝါဒကလူတွေအကြားတဟဆာတာဖြစ်အောင် ထိမ့်ပေးရတဲ့တာဝန်ကိုယူနေရတာမလို့မအားဘူးပြီးတော့နင်က ဖိုးအမြင့်ဆုံးကဆိုင်ကြီးပေါ်မှာနေပြီးအောက်မှာဘာတွေဖြစ်ပြက်နေလဲဆိုတာမမြင်နိုင်လောက်အောင်ပွင့်မြင့်နေတာနေမှာပေါ့လို့ပြန်ကောလိုက်တယ်။ Bleachwater ကို Miss Fortune ပြန်သိမ့်ပိုက်ကလေးကပြောင်းလဲမှုတွေဖြစ်နေတယ်။အလောင်းကြီးနဲ့ gang plan ဂျာမှာဇလန်းတွေရှိနေတယ်လို့ Miss Fortune ကတီထားတော့ gang plan ကိုတက်လိုက်လို့မကြည်မနှံ့များဖြစ်နေလားလို့မေးလိုက်တယ်။ Miss Fortune နဲ့အလောင်းကြီးတို့အခုတွေ့ဆုံမှုကဆိုးဆိုးဝါးဝါအဖြစ်အပျက်ဖြစ်လာလို့တွေ့နေကြတာ။ပြီးတော့ဒီအတွက်အလောင်းကြီးရဲ့အကူအညီကို Miss Fortune အနေနဲ့လိုအပ်နေတယ်။ မစ်ပေါ်ကာရီကြောင့်သူ့လူတွေတေကုန်တဲ့အပြင်လက်ထောက်ရာဖန်အောင်တေလူဆဲဆဲဖြစ်သွားတဲ့ဆိုတဲ့အကြောင်းမစ်ဖော်ဂျုံကပြန်ရှင်းပြတယ်။အဲဒီမှာဘရောမ်ကသူလဲ Black Mist နဲ့ရင်ဆိုင်ခဲ့ရကြအောင်သူဟာ Frail Yoga ဖြစ်ကြောင်းဝင်ပြောတယ်။မစ်ဖော်ဂျုံကလည်း Eloy ကို Brom နဲ့ပေးစားတဲ့ပုံစံမျိုးပြောပြီးလောင်လိုက်သေးတယ်။ Eloy ကလည်း Brom ကဒီမနက်မှာ Black Mist ကြောင့် Billswater ကိုရောက်လာတဲ့အကြောင်းအကြောင်းဆုံးပြောပြလိုက်တယ်။ Miss Fortune ကလည်း heroine ကိုလွန်ခဲ့တဲ့နှစ်တော်တော်ကြာကြာက ူတို့ပေါင်းပြီးတားခဲ့ပေမဲ့ဘာလို့ဆက်ဖြစ်ရတာလဲနားမလည်နိုင်ဖြစ်နေတယ်။ဒီလောက်ကြီးကလည်းသူ့ကိုယ်သူ Bellswater ရဲ့အရှင်သခင်လို့ထင်နေတဲ့ Fortune ကိုကိုယ်တိုင်ရှင်းဖို့တုံ့ပြန်တယ်။ Bellswater ကလည်းသူက Bellswater ရဲ့တကယ်လိုအပ်မဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်။ဒီလိုဖြစ်ဖို့ဆိုရင်အီလောက်ကြီးရဲ့အကူအညီယူဖို့လိုမယ်ဆိုတာကိုလည်းဆက်ပြောလိုက်တယ်။လက်ရှိမှာ Miss Fortune က Black Mist ကြောင့်ထိခိုက်သွားတဲ့သူတွေကိုကာကွယ်ဆောင်ရှောက်ထားမယ်။ ဘေးဟာဘာစိတ်ကံဘက်ကိုတွားလိလာကြည့်ပေးဖို့အီလော်ရီကိုအခုညီတောင်းလိုက်တယ်အီလော်ရီကလည်းဒါကသူ့တာဝန်ဖြစ်လို့ဘသူတိုက်တွန်းမှုမှမရှိလဲလှုပ်ဖို့ရည်ရွယ်ချက်ရှိနေပြီသားအီလော်ရီကသူဟာမာသဆပ်ပတ်ညည်လမ်းညွှန်မှုကြောင့်သာလုံမဲ့အရာဖြစ်ပြီးတော့မစ်ဖော်ဂျွန်ကိုကူညီပေးတာမဟုတ်ကြောင်းပြောပြလိုက်တယ်အဲ့ဒီနောက်မှာအီလော်ရီနဲ့ဘရွန်တို့ဂရေးဟာဘာကိုစပြီးတော့ခီးနေခဲ့ကြတယ်ဂရေးဟာဘာမှာလူနေရောက်ကတခုခုကို စောင့်နေတယ် ဂျင်းစားတဲ့နေရာမှာမနေရဲလို့သူတို့ထဲကတယောက်ကစောရကတက်ရင်သူတို့အချင်းချင်းစကားများနေဟတ်မလစ်ကဂန်ပလန်နဲ့ဂရေးဟာဘာမှာတွေ့ဖို့အစီအစဉ်ရှိတယ်ကြားလို့လာဆောင်နေတာလို့နောက်တစ်ယောက်ကပြောတယ်ဂန်ပလန်က fortune လက်ချက်နဲ့တေးလို့အလောင်းမဲ့ရှိတော့မှသူ့တင်ပေါ်နဲ့အတူမီရှိုးခံလိုက်ရတဲ့အကြောင်းကြံတယောက်ကလည်းခွန်းတုံပြန်တယ်အဲ့ချိန်မှာလူတစ်ယောက်ထွက်လာပြီးခုနကတေးပြီလို့ပြောတဲ့ကောင်ကိုလယ်မြိုညှစ်လိုက်ရင်တေးသူတွေပြန်ရှင်နာကိုကဂရေးဟာဘာရဲ့ဟာတာတစ်ခုပဲ လို့ပြောကအမောင်ကနေထွက်လာတယ်။မလုံးနဲ့တော့ gang plan ငါတို့အင်အားပြန်စုဖို့ရသလောက်လူလူမှာပဲလို့ပြောတဲ့အတူ မာလစ်ရောက်လာတယ်။မာလစ်ကမင်းအခုလွတ်လိုက်တဲ့အရာက miss fortune မတည်တဲ့အပြင်ပိုတောင်အန်ရယ်များသွားပြီလို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲအန်ရယ်ဆိုတာရှေးလာမယ့်အရာတွေပဲဆိုပြီး gang plan ကဘူရူရှေးဟောင်းပစ္စည်းတွေကိုထုတ်ပြတယ်။မင်းခုမြင်နေတာကိုဘာမှနားမလဲဘူးဒါတွေကဒီတိုင်းပြည်ရဲ့တော့ချက်ပဲလို့ gang plan ကပြောတယ်ဒီမှာပဲမာလစ်က ဒါရီလုံနေရင်တောင်ငါတို့တည်သွားမှာချိန်မရဘူးဆိုပြီးပြောတယ်။ Kanglan က2 season တွေပြီးကနီးနေတဲ့အကြောင်း2ပြန်လာတာနဲ့ Black Miss ကသူ့ရဲ့ထိန်းချုပ်မှုအောက်အပြည့်အဝရောက်နေပြီဆိုတဲ့အကြောင်း Belchwater ကို Miss Fortune စီကပြန်သိမ်းလိုက်ရုံပဲဆိုတဲ့အကြောင်းတွေကိုပြောတယ်။ Malik ကို Kanglan ကဆွဲကြိုးတစ်ပုံပေးလိုက်တယ်။အဲ့ဒီဟာဆောင်ထားလို့ရှင် Grey ဟာပါမှာတွာလာလို့အန်ရဲကင်းတယ်။ Malik ကလည်း Kanglan ကိုမင်းရောမလိုဘူးလားလို့မေးပေမဲ့ Kanglan ကလည်းအဆောင်တစ်ခုရှိနေနေပြီသား။ ဒီလိုနဲ့မာလစ်ကယရနာတစ်ခုကို bearded lady ဒါမှမဟုတ် mother serpent လို့ခေါ်တဲ့နတ်ဘုရားကိုဆက်တတ်လိုက်တဲ့သဘောနဲ့ရေထဲကိုပြစ်ချလိုက်တယ် gangland ကလည်းအသေးရရအရှင်ရရ bellswater ကိုပြန်သိမ်းမယ်သူ့ရဲ့ကန်ဂျမာကဒါပဲဆိုပြီးတထစ်ချကိုစိတ်ပိုင်းပြတ်ထားတယ်